အလုံးရဲ့မင်္ဂလာပါဒီနေ့အောက်တိုဘာလ9ရက်နေ့9ရက်နေ့မှာတော့ဒီဥလာရွှေကျောင်းကိုပထမဆုံးကျွန်တော်တင်ပြချင်တယ်ဘူလလာရွှေပေါ့နော်ဆိုတော့ဟိုတရက်နေ့ကသူပြောတယ်နေ့ပြီးတော့မှသူတို့မင်းစင်းတွေကတ်လိုက်တယ်ကတ်လိုက်တဲ့ခါကျတော့900မှာရောက်ပေါ့900မှာ300လောက်မှားတယ်ဆိုတော့200လောက်ပဲမှန်တယ်အဲ့ဒီမင်းစင်းတွေကလည်းအရင်တော့က NLV လက်ထက်ကကောက်တဲ့စင်းပဲဖြစ်တယ်အစ်မဟုတ်ဘူးဆိုပြီးမှသူထုတ်ဖော်တော့ပြောလိုက်တယ်ပြောလိုက်ပြီးတဲ့နောက်ပိုင်းမှာနောက်ဗီဒီယိုထပ်တော့တစ်ခုထွက်လာတယ်နောက်ဥလာရွှေကဟာ သူအဲ့လိုပြောလိုက်တဲ့အတွက်ကြောင့်အဲ့ဒီတာဝန်ရှိတဲ့လူတွေကနော်အကုန်လုံးပြင်ပေးတယ်နော်အရေးပေါ်ပြင်ပေးတဲ့ခါကျတော့နော်တော်တော်ကိုပြင်းမြောက်သွားတယ်ခြေစုတယ်နဲ့ခြေကျိုးတယ်စသဖြင့်အဲ့လိုမျိုးပြန်ပြောလိုက်တယ်ဒီစကားကိုချစ်ချင်းအပြင်သူဟာဖီးယားပေးခံရတယ်ဆိုတာတော့တေချာပေါက်ဖြစ်နေပြီကျွန်တော်ကတော့အဲ့ဒီကလေးကနေတိလိုက်ပြီသူကတော့အာတော်တော်ကိုဖီးယားပေးခြင်းကိုခံနေရပြီဆိုတဲ့ဟာကိုကျွန်တော်တိလိုက်တယ်ဆိုတော့ဒီနေ့ထပ်ပြီးတော့တည်င်းတက်လာတယ်အဲ့ဒါကပူလာလာရွှေကိုခေါ်လိုက်ပြီသူ့ရဲ့နေအိမ်ကနေပြီးတော့သူတို့ ခေါ်လိုက်ပြီเนาะခေါ်လိုက်တယ်အဲ့ဒီမှာဆစ်ဆင်းမှုတွေလုပ်တယ်เนาะဆက်သွေးလုံးဝပြတ်တောက်နေတယ်ဆိုတဲ့ဟာကိုကြားရတယ်ဆိုတော့ဒီဟာကတကယ်အန္တရာယ်ပဲလေเนาะဆိုတော့မအလကအနာသိမ့်တာပါကြောင့်သိမ့်တာလေသူတို့ကမိမတမာမှုမိစင်းရင်ဘာတယ်ဆိုတဲ့ဟာချက်နဲ့သူတို့ကတော်ဆန်းစုချီတို့သမ္မတဦးဝင်းမြင့်တို့เนาะသူတို့ကိုဖမ်းဆီးလိုက်တာအနာသိမ့်တာအဲ့ဒါကြောင့်လေเนาะဆိုတော့အခုသူတို့ခက်မှပြန်ပြီးတော့เนาะအကုန်လုံးမိစင်းတွေမှန်တော့မယ်လို့သူတို့ကကျုံးွားတာကိုအခုကနေပြီးတော့เนาะလူပေါင်း900မှ300 မားတယ်လို့ပြောတာကတော်တော်ကိုအန္တရာယ်ရှိတယ်လေကျွန်တော်ဒီစကားကိုကြားချင်အဖြစ်ကျွန်တော်သိလိုက်တယ်ဩဘူလာလာရွှေရတော့မကြားချင်ဖန်ခါရတော့မယ်ဆိုတာသိလိုက်ရတယ်ဆိုတော့အခုကတော့ဘူလာလာရွှေကိုခေါ်လိုက်ပြီးဖန်တယ်ဆိုတဲ့စကားလုံးတော့ကျွန်တော်တို့သုံးတာမတွေ့သေးဘူးဒါပေမဲ့နေရနေပြီးတော့ခေါ်သွားတယ်ဒါပေမဲ့ထူးခြားမှုကပါလဲဆိုလို့ရှိရင်အဆက်တင်လုံးဝမရတော့ဘူး။နော်ဆက်တင်မရတော့ဘူးဆိုတဲ့ဟာကိုကြည့်ချင်အပြင်ဖို့ဖန်ခါနေဆိုတဲ့ဟာကိုကျွန်တော်တို့တေချာပေါက်ပြောနိုင်တယ်။နောက်တစ်ခုက phi ၃လုံးခေါ်တဲ့ဒီတက်တက်ခိုင်တို့ပါတီပေါ့နော်တက်တက်ခိုင်တို့ပါတီကနော်ဥက္ကဋ္ဌကပါပြောလဲဆိုလို့ရှိရင် ်ဒေါက်တာဆက်စုကြည်နဲ့ဒီတပ်တာအဝေးမြင့်တို့ကိုဘယ်လိုပြောလဲဆိုလို့ရှိရင်နိုင်ငံရဲ့အကျဉ်းသားတွေမဟုတ်ဘူးအကျဉ်းပြက်ချဆောင်မှုတွေကြောင့်နော်သူတို့ကဖန်ခံတာဖြစ်တဲ့နိုင်ငံရဲ့အကျဉ်းသားမဟုတ်ဘူးဆိုတဲ့ဟာကိုပြောတယ်ဟိုတရက်နေ့က AA ကဒီရခိုင်ပြည်ကိုတိုက်ခိုက်တယ်တိမ့်ပိုက်တယ်အဲ့ဒါတွေကဆိုလို့ရှိရင်အကျဉ်းဖတ်မှုတွေဖြစ်တဲ့ဆိုပြီးမှသုံးဆွဲတာကို ကျွန်တော်တို့ဒီနေ့တတိယမီဒီယာထဲမှာဆက်လက်ပြီးတော့တွေ့ရတယ်။မနေ့ကတော့ AO ပြောတယ်၊ဒီနေ့ကတော့သမန္တဦးဝင်းမြင့်နဲ့ဒေါက်တာဆက်စုကြည်ကိုပြောတယ်။ဆိုတော့ဒီတတိယကလည်းတော်တော်ဟုတ်တဲ့တတိယတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်နော်။ကောက်ဆောင်ကြီးတွေကိုသူပြောလိုက်တာကဒါအကျံပြတ်ချဆောင်မှုကြောင့်ကြာခဏရတာဖြစ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့မာလာမာလာတော့ကျွန်တော်ပြန်ပြီးတော့သုံးသပ်ခဲ့တဲ့အရာကကြာတော့သူတို့ကတရားဆွဲတဲ့ဟာကိုသူများအမှုကအကုန်လုံးက ဲ့ဒီဟာတွေနဲ့ပဲဆွေးထားတာလေမတရားဘယ်လိုပြောမလဲအမြင်ကပုံမှန်တွေနဲ့ဆွေးထားတာနော်အဲ့ဒီမဲမတမာမှုလို့ပြောတယ်မဲမတမာမှုနဲ့ဆွေးတဲ့အမှုထက်နော်သူတို့အမြင်ကပုံမှန်နဲ့ဆွေးတဲ့အမှုတွေကအများကြီးပဲလေပြင်မာပြင်မာအာဂတိလိုက်စားမှုတွေပြက်တက်လေးရင်ပြင်ငားတာတို့ဘာတို့အဲ့ဒီဟာတွေကအကုန်လုံးအကျဉ်ပြက်ချစားမှုတွေရှိတဲ့ပါတယ်ညတယ်နဲ့အကုန်လုံးတရားဆွေးပြီးတော့နော်အမှုပေါက်ထောင်ထောင်နဲ့ ဆွေးထားတာပဲလေနော်ဆိုတော့တစ်ဖက်ကချိန်မယ်ဆိုလို့ရှိရင်တော့နော်သူတို့ကနိုင်ငံရေးအကျဉ်းသားမဟုတ်အောင်သူတို့ကအမှုတွေကိုဆင်လို့ဖမ်းတာ哦ဆိုတော့တစ်ဖက်ကဆိုလို့ရှိရင်လည်းမှန်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ဘာဖြစ်လို့ဆိုတော့အမှုကိုချိန်တာနော်အမှုကိုချိန်တာသူတို့ဒီမလာကဆွေးတဲ့အမှုကိုအပေါ်မှာမူတည်ပြီးတော့သူပြောတယ်ဆိုလို့ရှိရင်တော့နော်အဲ့ဒါကတော့ကျွန်တော်ကတော့နော်မှားတယ်လို့မထင်ဘူးနော်သူတို့မလာကအမြင်ကပုံမှန်နဲ့တက်တက်ကိုနိုင်ငံရေးအကျဉ်းသား မဖြစ်အောင်เนาะသူတို့ကတတဇွဲထားတာလေဟောအကွက်စင်တော့လုတ်ထားတဲ့အကွက်ဖြစ်တယ်ဆိုတော့အဲ့ဒါကိုထောက်တော့ပြောတာလေးဖြစ်နိုင်တယ်เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် sky tie မော်လိုက်မှာဆိုလို့ရှိရင်တိတ်ညက်စစ်စဲဆိုပြီးတော့เนาะအဲ့ဒီမှာသူတို့ PDF တွေကစစ်စဲရတယ်လုတ်တယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်စခန်း6ခုကိုသူတို့တင်လို့ရတယ်အဲ့ဒီမှာထော်တာယော်က view sorty scan ကိုတင်လို့ရတယ်နောက်တစ်ခုကနော် OZ ခုံယော်မှာလည်းအဲ့ဒီမှာစခန်းရှိတယ်အဲ့ဒီစခန်းကိုတင်လို့ရတယ်ပြီးလို့ရှိရင်တော့ညောင်ဝင်းယော် gate ကိုလည်း သူတို့တင်ပရရှိတယ်နောက်တစ်ခုတော့ညုံပင်းရွာစခန်းကုန်းလည်းတင်ပရရှိတယ်နားပင်းရွာအဲ့ဒီစခန်းကုန်းပြလို့ရှိရင်တော့တောင်အင်းရွာเนาะတောင်အင်းရွာစခန်းကုန်းလေသူတို့တင်ပရရှိတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်အဲ့ဒါကစခန်းပေါင်း6ခုเนาะစခန်းပေါင်း6ခုကိုသိလို့ရတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်ပြီးတော့အဲ့ဒီမှာစစ်သုံးပန်းနဲ့အများကြီးဖမ်းလို့ရတယ်လက်နက်ခဲယံတွေလည်းအများကြီးเนาะသူတို့တည်တင်းတပ်ပုံတွေနေနဲ့ပေါ်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကဒီတင်းတိုင်တရေ6မှာဆိုလို့ချင်းစစ်ကြောင်းထိုးလာတဲ့ ဒီစကားစကားဘာလို့လဲဆိုလို့ရှိရင်ဖီတူနှစ်ယောက်ကိုအဲ့ဒီမှာလေလီးပြီးတော့တက်ဖြတ်လိုက်တယ်နော်လေလီးပြီးတော့တက်ဖြတ်လိုက်တယ်ပြီးလို့ရှိရင်တော့အဲ့ဒီအနီးနားကရွာလေးရွာကအင်ချီပေါင်းတရာကျော်ကိုမီရှိုဖြတ်စီတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်ဆိုတော့စကားစကားတော့သွားတဲ့နေရာတိုင်းမှာ အကုန်လုံးမီးရှို့တယ်ဖြက်စီးတယ်လေလီးတယ်တက်ပြတ်တယ်အချင်းဖမ်းတယ်အပြီးတော့စစ်မှုထမ်းသွင်းတယ်ပါရာမော်တာနဲ့သူတို့ဘုံကျွေးတယ် white train နဲ့ဘုံကျွေးတယ် jet fighter နဲ့ဘုံကျွေးတယ်စသည်ဖြင့်စသည်ဖြင့်အဲ့လိုမျိုးလုံးဝလေပြည်သူလူထုကတော့သူတို့ကနာကြီးလေးလေပဲဒီနေ့ထက်ထိနော်ဒေါ်လာရဲ့၄နှစ်၅နှစ်ရှိပြီလုံးဝပြည်သူလူထုကသူတို့ဖက်မှာလုံးဝမရှိသေးဘူးနော်အဲ့လောက်ထိမုန်းတယ်ဆိုတော့အဲ့ဒါကပြည်တွင်းလာဆိုပြည်တွင်းလည်းမဟုတ်ဘူးနော်နိုင်ငံတကာမှာရှိတဲ့မြန်မာပြည်သားဟူသမျှ စစ်တပ်ဆိုတာနေကိုကျွန်တော်တို့ကယုံတာအဲ့လိုမျိုးအဆင့်ကိုရောက်သွားတယ်သူတို့ရဲ့အခြေအနေကဒါပေမဲ့သူတို့အခြေအနေကိုသူတို့မသိဘူးဆိုတော့သူတို့ကတော့ဒီသူလူထုကိုကြောက်အောင်နော်အကြောက်တရားကိုသွေးပြီးတော့ကိုလုတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီနိဗျူဟာကလုံးဝမပြောင်းဘူးသူတို့မှာအဲ့ဒီနိဗျူဟာတစ်ခုပဲရှိတယ်သူတို့ရဲ့စိတ်ထဲမှာဒီလိုမျိုးလှုပ်လို့ရှိရအောင်မြင်တယ်ဆိုတော့နော်သူတို့က theory တွေအများကြီးရှိခဲ့တဲ့အရင်တုန်းကလုတ်ခဲ့တဲ့ဟာအောင်မြင်ခဲ့တဲ့ဟာဆိုတော့အရင်တုန်းကလုတ်ခဲ့တဲ့ဟာက internet တွေဒီတကယ့် ် media platform တွေဆိုလို့ရှိရင်မကျေပြန်းဖို့ခုက media platform ကတော်တော်ကိုကျေတယ်။နော်လုံတာနဲ့ချက်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 ပေါ်တယ်။ပေါ်တဲ့အခါကျတော့ဖုန်းလုံးဖိလို့မနိုင်တဲ့ခေတ်ဆိုတော့ဘလုံးမလုံးလို့မရအောင်နော်။အရင်တော့က BBC တို့ BUA တို့ RFA တို့စသည်ဖြင့်ဒီလိုသတိမေ့ကြေးရတယ်။အခုဆိုလို့ရှိရင်တော့နော်ကျွန်တော်တို့ရိုက်တက်လောက်တော့မကုန်ဘူး။နော်အားလုံးကဖုန်းတစ်လုံးရှိတယ်ဆိုတော့ဘလုံးသတိလုံးလို့ရတယ်။တဲ့တင်လို့လို့ရတယ်ဆိုတော့တခြားတဲ့တင်တွေကို BBC ကချိတဲ့လူကပြည်သက်အောင်နဲ့ချိတယ်ဆိုလို့ရှိရင်တပေါ်မှာမီလီယံနဲ့ရှိတယ်ဆိုလို့ရှိရင်နော်အဲ့ဒီကတစ်ဆင့်ပေါ်ပြတဲ့လူတွေကလည်း ဲ့ဒီမှာမီလီယံနဲ့ချီလို့ရှိတယ်ဆိုတော့တည်င်းကတော်တော်ကိုခြေပြတ်နဲ့တော်တော်မြန်တယ်မြန်တဲ့ခါကျတော့ဒီခေတ်မှာတော့လုံးဝလုံးဝအဲ့လိုမျိုးနီးစနစ်ကိုသုံးလို့မရဘူးဆိုတာဒီနေ့ခက်တိကျွန်တော်တို့တွေ့ရနေမယ်ပြီးသူတို့ထုတ်တွေအချင်းထည့်လို့မရတော့ဘူးအဲ့ဒီဖက်ကမှအလကပြောလို့ရှိရင်ဒီဖက်ကအရောက်ပေါက်တစ်ထောင်ကနေပြီးတော့ပြန်လို့ခြေပတ်ထားတဲ့ခါကျတော့ဘလုံးမှသူတို့ရဲ့ဝါဒဖြန့်ချင်မှုလို့ရဆိုလို့ရှိရင်လုံးဝမအောင်မြင်ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့ခက်တိတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတယ်လီနော် တယ်လီနော့ကုမ္ပဏီက2022ခုနှစ်မှာသူတို့ကအကုန်လုံးကုမ္ပဏီကိုရောင်းချလိုက်တယ်ရောင်းချပြီးတော့ထွက်တယ်ထွက်ခင်မှာမလုပ်လဲဆိုလို့ရှိရင်ဒီတယ်လီနော့ကုမ္ပဏီမှာတုံးခဲ့တဲ့နော်လူတွေအရဆိုလို့ရှိရင်တော်တော်ကိုမြန်မာနိုင်ငံမှာ22တန်းအထိရှိတယ်နော်လူရဲ့အဲ့ဒီခက်မှာကျွန်တော်တို့ဖြိုးစရာတော့နော်ဖြိုးစရာတော့ရဲ့ပြီးလို့ရှိရင်တော့ဂျင်မင်းရဲ့သူတို့လည်းအဲ့ဒီဖုန်းကိုတုံးတယ် တောင်းတဲ့ခါကျတော့မလကအဲ့ဒီမှာ Telenor Company ကိုနေပြီးတော့ channel ကိုတောင်းဆိုတယ်တောင်းဆိုတဲ့ခါကျတော့ Telenor Company ကနော်လူခွင့်ရေးကိုသူကမဆောင်မင်းနဲ့မလုပ်လဲဆိုလို့ရှိရင်သူက channel ကိုပေးလိုက်တယ်နော်ဒီမှာနေတဲ့တင်းနေရတွေကိုလိုက်တဲ့ခါကျတော့ဖြိုးစရာသောနဲ့ခုနကဂျီမီတို့နော်သူတို့အပေါင်းအဖော်တွေကတော့ဖန်စီခံရတယ်ဒေတန်ချမှတ်ခံရတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့အခုဖြိုးစရာသောရဲ့နော်မိမတစဉ်ညော့အောင်နဲ့ဒီလူခွင့်ရေးဖွဲ့တွေကနော်ဝင်းနိုင်ငံမှာသွားပြီးတော့ပူးတွဲပြီးတော့တရားစွဲတယ်နော်တရားစွဲတယ်ဆိုတော့ အခု Telenor company ကဒီ Norway နိုင်ငံကဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့် Norway နိုင်ငံမှာသွားပြီးတော့အဲ့လိုမျိုးသူတို့တရားစွဲရဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒါလည်းတတိယကောင်းမယ်ဆိုတော့လူအခွင့်အရေးကိုချိုးဖောက်တယ်နော်လူတယောက်ရဲ့အချက်အလက်ကိုအဲ့လိုမျိုးဝင်ညှပ်လို့မရဘူးသူတို့မှာတာဝန်ခံမှုတာဝန်ယူမှုရှိရမယ်လူတယောက်ကိုအဲ့လိုမျိုး blind ဖွင့်ချလို့မရဘူးတပေါ်မှာ Facebook တို့ဘာလို့ဆိုလို့ရှိရင်သူတို့ရဲ့အချက်အလက်တွေအများကြီးရှိတယ်ဒီထက်မှာနော် Facebook ကလောကနော်သူတို့ရဲ့ဖိုးဝက်တင်းတဲ့အရာကိုသူတို့ကလောက မဖောက်ချဘူးအဲ့ဒါကလူခွင်းရဲ့အနေနဲ့ရှိတယ်သူတို့မှာ significant တွေရှိတယ်ဆိုတော့ခုကတလီနော့ကအလိုမျိုးမဟုတ်ဘူးเนาะသူတို့ကဥပဒေကိုချိုးဖောက်တယ်အဲ့ဒီလူခွင်းရဲ့တွေကိုသူတို့ဘာမှနားမလည်ဘူး အဲ့ဒါမျိုးလုံလိုက်တဲ့ခါကျတော့နော်လူတွေရဆိုလို့ရှိရင်အသက်ဆုံးရှုံးမှုတွေရှိတယ်။နောက်တစ်ခုကကချင်ပင်နယ်ဖားကန့်မြို့ရဲ့မီချင်နာမြို့မှာဆိုလို့ရှိရင်အရင်တော့ကဒီညမထွက်ရနော်တေးလေးလေးမိကောသူတို့ကခြားတယ်ညမထွက်ရမိကောခြားတယ်ခြားပြီးမှနင်းနေတက်တာတော့ပြန်ဖြုတ်လိုက်တယ်အခုပြန်ပြီးတော့ဒီနေ့နော်ကချင်ပင်နယ်မှာရှိတဲ့ဒီဖားကန့်နဲ့မီချင်နာမှာဆိုလို့ရှိရင်နော်ညမထွက်ရအမိကောအမိကောနေပြီးတော့ပြန်ပြီးတော့ခြားမထားတယ်ဆိုတဲ့ခါကိုတွေ့ရတယ်။ဆိုတော့အခုကတော့နော်ဒီ KIA နဲ့ပူပေါင်းဖွဲ့တွေကအခုဝိုင်းမော်ရဲ့ပုံမော်ရဲ့နော်အဲ့ဒီနေရာတွေမှာတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်။ပုံမော်ကတော့တထင်း ီးပါးရှိသွားပြီးနော်ဒီမှာတိုက်နေတော့ပဲနမဆုတ်လိုက်တိုက်လိုက်ဆုတ်လိုက်တိုက်လိုက်အခုကတော့တော်တော်ကိုအင်အားပြန်ကောင်းလာတယ်ဆိုတဲ့ဟာကိုကချင်ဖက်ကနေပြီးတော့ပြောရစခွင့်ရှိတယ်လို့ခင်ရရဲ့ပြောရစခွင့်ရှိတယ်လို့ဘုံမူကြီးတော်ဘူကနေပြီးတော့အတီးဖြူတယ်နော်စခန်းကာကင်းတို့ကိုတော်တော်ကိုတင်ထားနိုင်ခဲ့တယ်ဆိုတဲ့ဟာကိုအရင်ကလက်တော့တဲ့ဟာကိုပြန်ပြီးတော့တိုင်းနိုင်တယ်ဆိုတဲ့ဟာကိုသူတို့အတီးဖြူတာကိုတွေ့ရတယ်နောက်တစ်ခုကအာဆင်နယ်ငယ်ရဲ့ဘုံသဘောတူညီချက်နော်ဖိုင်ပွိုင်းကွန်ဆက်ဆက်ကိုနေပြီးတော့မာလာကိုလည်းတဲ့တယ်တဲ့ပြီးမှကတိကိုကိုခံတဲ့ခံပြီးမှအတီးကိုကိုဒီနေ့ထက်ထိသူတို့အကောင့်ထဲမှာပေါ်ဘူးအမှမပေါ်တော့ ဟိုးတလကနေပြီးတော့သူတို့ဒီအာဆီယံဥက္ကဋ္ဌနော်မလေးရှားနိုင်ငံကအဒီဝန်ကြီးချုပ်ကနေပြီးတော့မြန်မာနိုင်ငံလာဖို့ပြောတယ်ဒါပေမဲ့အခြေအနေမကောင်းဘူးသူတို့ညှိလို့မရတဲ့ခါကျတော့အဲ့ဒီမှာပြန်ပြေးသွားတယ်ဆိုတော့အခုပြန်လာတယ်နော်ပြန်လာပြီးတော့ဒီနေ့တည်င်းတွေမှာတချို့တည်င်းတွေမှာတော့လာမယ်လို့ပြောတယ်တချို့တည်င်းတွေမှာကျတော့အခုဖို့ပြနေတာကလာနေပြီတွေးဆုံတယ်နေချင်းပြန်နော်အရင်ပထမတော့ကကြားတဲ့တည်င်းကတော့သူတို့ကတရက်နေမယ်ဒါပေမဲ့တရက်မနေဘူးအခုလာပြီလာပြီးတော့တွေးတယ်တွေးပြီးတော့နေချင်းပြန် ပြန်သွားတယ်ဆိုတဲ့ဟာကိုဒီနေ့တင်မီဒီယာမှာတွေ့ရတယ်เนาะအဲ့ဒါကကျွန်တော်တို့မအလာရဲ့ညိုစောရဲ့တန်းဆွေရဲ့စသဖြင့်သူတို့အဖွဲ့တွေနဲ့တွေ့တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဂျမ်ဖော့ဂျမ်ဖော့ပါတီကဥက္ကဋ္ဌပေါ့ခင်ကြီးကနေပြီးတော့အမျိုးဘာသာသာသနာเนาะစသဖြင့်เนาะဒီဟာကိုထိန်းသိမ်းဆောက်ရှောက်ဖို့အတွက်เนาะအမည်ရက်တည်ပေးမယ်ရက်တည်ပေးမယ်ဆိုတော့ NLD ပါတီကလည်းဆိုလို့ရှိရင်နိုင်ငံရေးလောကမှာပြန်လာဖို့လုံးဝအခွင့်အလမ်းမရှိတော့ဘူးဆိုပြီးတော့ပြောလိုက်တယ်အဲ့ဒီပြတော့အမည်ပြတ် လုပ်လိုက်တယ်နော်သူတို့ရှိနေတဲ့မြတ်ကာလပတ်လုံး NLD ရှိနေတဲ့မြတ်ကာလပတ်လုံးချက်ဖို့ပြတော့မှမနိုင်ဘူးမနိုင်တဲ့ခါကျတော့အဲ့ဒီ NLD ပါတီကိုနိုင်ငံရေးနေပြီးတော့ပြေးပြိုင်နော်ထုတ်လိုက်တယ်နော်လုံးဝလာဖို့ခွင့်လည်းမရှိတော့ဘူးဆိုပြီးတော့ခင်ရေးကနေပြီးတော့ပြောလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဒီနေရာမှာအမျိုးဘာသာသာသနာတွေ့လားဒါကဘာသာရေးတွေကိုခုခုလောက်တာနော်ဘာသာရေးကိုမှိုင်းတိုက်ပြီးတော့ လူတွေကိုနော်အဲ့လိုမျိုးစေးလုံးနဲ့သွေးခွေးတဲ့စသဖြင့်အဲ့ဒီအလုပ်တွေအဆလို့ရှိရင်တကယ်နော် professional ကြကြသူတို့ကလုံနိုင်တယ်နော်မအလားကအတိတ်ကကြိုးချင်ဆုံးကသွေးခွေးတာနော်သွေးခွေးတာဘယ်လောက်ထိတော်လဲမတော်လဲဆိုတာကြည့်လိုက်ခရင်ပြင်းတွေမှာအစိတ်စိတ်အမော်မှာအခုတက်သေးနော် နော်တိုက်ပြရဆိုလို့ရှိရင်တကိတ်စုပူတယ်နော်အဲ့ဒီမှာသူတို့တိန်းနေပြီနော်တိုက်ပွတဲ့ကြည်ကြည်ဖြစ်နေတယ်နော်ခရင်ပြင်းနေကပြည်သူလူထုယုံကြည်မှုနည်းနည်းရောချလာပြီဆိုလို့ရှိရင်အဲ့တော့တိုက်ပြတယ်တိုက်ပြတယ်တိုက်ပြတယ်တိုက်လို့ဟိုလောက်ဆိုပြည်သူလူထုတွေကယုံကြည်လာပြီဟာဟိုကဖြစ်လာပြီဆိုလို့ရှိရင်သူတို့ပြန်ပြီးတော့ငိုတိုက်ပြန်ဖြစ်တယ်ဆိုတော့ကိုပြန်ကြည့်လိုက်လေနော်ပထမမြောက်တွေကိုတိန်းလို့ရတယ်မတိန်းဘူးနော်အဲ့ဒီရွှေကုတ်ကိုနော်လုံးဝဘယ်သူမှမတိုက်ရတဲ့အဲ့ဒီဟာကိုနော်ဘွယ်စီဝါတို့သွားတိုက်တယ်အတိုက်မခံဘူးမြောက်တွေကိုတိန်းလို့ရတယ်အသိမ့်မပေးဘူးအခုဒီအရှာလမတ်ကိုထိန်းချုပ်လို့ရတယ် ထိန်းချုပ်မပေးဘူးနော်ပထမထိန်းချုပ်ပေးလိုက်တယ်ပေးလိုက်တယ်ပေးလိုက်နောက်ဆုံးကျအာပြန်ပြီးတော့အဲ့လိုမျိုးလုပ်လိုက်တယ်လုံးဝလုံးဝပိုင်စီဖို့သူတို့မှမရှိဘူးဘာလို့လဲဆိုတော့စီဖွဲ့ရေးပဲနော်သူတို့ရဲ့ဘာမှပတ်သက်မှုလည်းအများကြီးဖြစ်တဲ့ခါကျတော့ဘလုံးမှမဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူးနောက်တစ်ခုကနိုင်ငံရဲ့အကျဉ်းသားတွေကနှိမ့် ဆက်တယ်ညင်ပန်းတယ်တက္ကနာမီကြီးတဲ့เนาะအဲ့ဒီမှာဒီအချင်းဦးစီးเนาะအချင်းဦးစီးကနေပြီးတော့ဒီနေ့တော်လိုင်းရောက်ဖွဲ့တွေကဖန်စီလိုက်တယ်အဲ့ဒါကမြင်ချမ်းမှာเนาะညင်ညင်ပန်းတဲ့အဲ့ဒီသူတို့เนาะအချင်းဦးစီးရဲ့ပြီးလို့ချက်သူဇနီးရဲ့သူမြေမရဲ့ပြီးတော့ရင်မောင်းတွေဝင်နေပြီးတော့ဖန်စီထိန်ထိန်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကတက္ကနာမီကြီးတဲ့ဒီနိုင်ငံရဲ့အချင်းသားကိုတွေကိုနှိဆက်ညင်ပန်းတဲ့မြင်ချမ်းမှာပေါ့เนาะဆိုတော့အဲ့ဒီအချင်းဦးစီးအခွေလုံးကိုဖန်စီရမိတယ်ဆိုတဲ့တဲ့တင်ကိုတွေ့ရမယ်နောက်တစ်ခုကရခိုင်ပြည်နယ်ဒီပုဂိုးတိုင်း နော်ပထောင်းနေပါဆိုလို့ရှိရင်ဒီအဆက်မှာပေါ့နော်ရိုးပေါ်ကနော်အဖန်းခံရတဲ့ဒီချင်းလူမျိုးရဲ့ခိုင်လူမျိုးရဲ့အယောက်ပေါင်း90အယောက်ပေါင်း90ဆိုလို့ရှိရင်နော်စုဆောင်းရေးစုဆောင်းရေးဆိုတာကဒီစစ်သားတွေစုဆောင်းရေးမှနေပြီးတော့အပိုခံရတယ်ဆိုတဲ့တည်င်းကိုလေဒီနေ့တွေ့ရတယ်ဆိုတော့ဒီနေ့နော်အောက်တိုဘာလ9ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပေးကျွန်တော်ဒီ